ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေ channel လေး subscribe လုပ်ထားပြီးတော့ခေါင်းလုံးလေးနှိပ်ပြီးတော့ဒါတစ်ပတ်ကိုကျွန်တော်တို့ပုံမှန်ငန်းချိန်လုံးငန်းချိန်လုံးနေတဲ့လေးတွေဝင်ပြီးတော့ကြည့်ပြီးတော့ကစားလို့ရပါတယ်နော်ကျွန်တော်ဒါဆိုရင်ဒီနေ့ဆိုတနင်္လာနေ့ဒါစပြီဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတနင်္လာနေ့အပတ်စဉ်ကျွန်တော်လုပ်ပေးနေကြဖြစ်တဲ့ဘုလိုတွင်အပိုင်ပတ်တီ break တွေနဲ့လုံးပိုင်းပါနော်ဒီလိုချုပ်ွက်တွေကိုကျွန်တော်ဒါထုတ်ပြီးမှဖြစ်ပါတယ် ဟိုအရင်ရက်တည်းရက်တည်းဆိုလဲကျွန်တော်ဒါပေးပါတယ်ပုံလို့တွင်းပုံလို့တွင်းဆိုပြီးဒီဗီဒီယိုကိုကျွန်တော်မဖြတ်ပါဘူးเนาะထားတာပေးတယ်အတင်ပေးပြတဲ့နေရှိတယ်လို့မတင်ပေးပြတဲ့နေလည်းရှိတယ်ပေါ့ဗျာဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်ဒီစိတ်နာနဲ့လောက်ပြရတာဖြစ်တော့တယ်ဘာမှမိတ်ဆွေတို့ဆီကကန်ဆက်ကြီးလဲဘာမှရတာမဟုတ်ပါဘူးဖုန်းမေးတော့မှကျွန်တော်ထည့်ပေးရလို့ဆိုတာမျိုးမရှိပါဘူးเนาะကျွန်တော်လည်းအားတဲ့ချိန်လေးမှာအားတယ်လို့ကျွန်တော်ရတာမြင်တာလေးနဲ့ ဘာပြင်ဘာလာနိုင်နေဘာပြင်ဘာလာနိုင်နေဆိုတာလေးကိုကျွန်တော်ဖော်မြူလာနဲ့ကျွန်တော်ထောက်ပြီးတော့ပြန်ပြီးတော့တင်ပေးတာပါ3မိနစ်ပူဒီယိုလေးတွေပဲကျွန်တော်တင်ပေးနိုင်ပါတယ်เนาะကျွန်တော်တခြားမှန်မှာခေါ်တာမျိုးလိုက်ဆွင်းလွှင်းတဲ့အချိန်ကြီးအဲ့လောက်ကြီးထီလေးကျွန်တော်မရအောင်ခင်ဗျဝါသနာရရောမိတ်ဆွေတို့တွေရောပေါက်စေခြင်းနဲ့စိတ်နေမလို့ကျွန်တော်လောက်ပေးနေခြင်းဖြစ်ပါတယ်ဒါပေမဲ့ကိုကြီးကြီးနဲ့ဆိုတော့အကောင်လုံး channel လေး subscribe လောက်ထားပြီးတော့ခေါင်းလုံးလေးနှိပ်ပြီးတော့ဒါကိုကြီးဝန်ရအားပေးသွားလို့ရပါတယ်လိုက်ရယ် share လေးနဲ့ကိုကြီးတွားပါဗျာကျွန်တော်ဒါအကောင်လုံး share ပြရချင်နှံ့ကိုဒီဘုံမှာ ကျွန်တော်ဗုဒ္ဓတွင်းကြာလာမယ်ပတ်တိပြောပေးမယ်အခွေပြောပေးမယ်တော့ပရိတ်တစ်ခုလည်းကျွန်တော်ပြောပြပါမယ်နော်အားလုံးမထိတိမိမိဒီဟာကိုကစားပြီးတော့တာအမြဲရရှိတယ်ဆိုရင်ဗုဒ္ဓဦးပြီးတာနဲ့ကျွန်တော်နားပါပြီးခဲ့တဲ့ဘက်ကကျွန်တော်ပတ်တိကိုကျွန်တော်တောင်းကြအဖြစ်ထုတ်ပေးခဲ့တယ်ဗုဒ္ဓတွင်း ကျွန်တော်အဲ့ဒီပြီးခဲ့တဲ့ပွဲတုန်းကတော့ကျွန်တော် break ကိုမပေးတော့ဘူးနေ့တိုင်းဒီမှာတော်တော်များများပေါက်ကြလိမ့်မယ်ထင်တယ်အဲပြီးခဲ့တဲ့ပွဲကကျွန်တော်ဒီအပူဆုံးပြီးတော့ကျွန်တော်ရှစ်ရှစ်မှာတူချင်းယူပေးခဲ့တယ်3ရှစ်1ချင်းနေနေပဲเนาะနေရင်ကျွန်တော်3ရှစ်တည်းပဲကျွန်တော်ပေးပြီးတော့3ရှစ်1ချင်းနေနေပဲကျွန်တော်တို့ပေါက်ခဲ့ကြတာပေါ့เนาะတော့6ခွန်8ခွေဘူးကလည်းရှစ်ရှစ်တကွာထွက်ခဲ့တယ်ပေါ့เนาะအဲ့တော့ရှေဝေးပြောမလို့ဘူးဒီနေ့မှာကျွန်တော်ပြောပြမယ်ပတ်တီးကိုပြောပါဆိုရင်တော့ ဘတ်တီးကတလုံးနဲ့မိုဘိုင်းစသအောင်ဆုံးဘတ်တီးကိုယင်ပြောပေးမယ်နော်ဗုဒ္ဓဟူးတွင်ဘတ်တီးသည်၃ညဖြစ်ပါတယ်ဗုဒ္ဓဦးတွင်ပတ္တိတိ၃ညဖြစ်ပါတယ်၂ရက်တွင်ပတ္တိယ၃ခုဖြစ်ပါတယ်နော်ဗုဒ္ဓဦးတွင်ပတ္တိယ၃ညပါ၂ရက်တွင်နှလုံးစုံခိုင်းပြီးတော့ပတ်ပြီးတော့နားမယ်ဆိုတော့မိတ်ဆွေတွေက၃နဲ့ခုန်ပတ်လို့ရပါတယ်ဗရိတ်ကတော့၅ဗရိတ်ပါနော်ဗရိတ်ဒီ၅ဗရိတ်ပါ ပရိတ်ဒီငါပရိတ်ပါနေတိုင်းနေကျွန်တော်တီချပြန်ပြီးတော့ကျွန်တော်ပြောပြမှာဖြစ်တယ်လို့ခေါင်းစဉ်မှာလည်းကျွန်တော်ရေးပြပါမယ်အချိုကနန်းထွက်ပြီးဆိုရင်ကျွန်တော်ပြန်ပြီးတော့ထပ်တင်ပြပါမယ်မတိမှဆိုလို့ကျွန်တော်ထပ်ပြီးတော့ပြောပါမယ်နှစ်ရက်တွင်ပတိပတ်မယ်ဆိုတော့မိတ်ဆွေတွေကသုံးဝခုံနှလုံးလုံးပတ်ရပါမယ်ပတိတစ်လုံးမဲ့ပုံတို့တွင်လိုက်မယ်ဆိုတော့မိတ်ဆွေတွေကတုံညာတစ်လုံးနဲ့ပတ်လို့ရပါတယ်အခွေလိုက်မယ်ဆိုတော့မိတ်ဆွေတွေက6ခွန်8ခွေဖို့ကစားပါဘရိတ်တစ်ခုပဲချုပ်မယ်ဆိုတော့မိတ်ဆွေတွေကတော့9ဘရိတ်တစ်ခုခဲ့ပါနော် အားလုံးပဲထိတိမိမိပေါက်ပါစေရပါစေအောင်ပါစေနေတိုက်တွေနဲ့ကိုယ်ကိုယ်ကနန်းထွက်ပြီးဆိုတော့ကျွန်တော်နေတိုက်တွေနဲ့ကိုတည်တံပြုတ်ပေးပါမယ်ဒါအဇာတို့ live ဖို့အတွက်ဗီဒီယိုဖြစ်ပါတယ်လိုက်ရင် share လေးနဲ့ကိုကြီးတွားပေးကြပါနော်